ဟိုရှိရှိတုန်းကရွာလေးတရွာမှာမောင်မောင်ဆိုတဲ့လူငယ်တယောက်ရှိခဲ့တယ်။သူဟာစွန်းစားကန်းတွေကိုကြိုက်နှစ်သက်ပြီးရှို့ဝက်ဆန်းကြဲတဲ့အရာတွေကိုစူးစမ်းလေးရှိတယ်။ဒီနေ့မှသူဟာရွာနဲ့ဝေးတဲ့တောအုပ်ထဲကိုလမ်းလျှောက်သွားခဲ့တယ်။ထူးဆန်းတာကသူသွားတဲ့လမ်းမှာဘသူမှမသွားရတဲ့လမ်းဖြစ်ပါတယ်။ရှို့ဝက်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့ခဲ့တယ်။ဒီလမ်းကြောင်းဟာတရေပီစီကိုဥတီသွားနေတယ်ပါတယ်။မောင်မောင်ဟာဒီလမ်းကြောင်းကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူဟာလမ်းတစ်လျှောက်လျှောက်သွားရင်ထူးဆန်းတဲ့အတန်တွေရိတ်တွေကိုကြားရမြင်ရခဲ့တယ်။နောက်ဆုံးမှာသူဟာတရေပီရဲ့တကားဝကိုရောက်ရှိသွားခဲ့တယ်။ ဒီနေရာဟာလူသားတွေအတွက်အနေရများတဲ့နေရာဖြစ်ပြီးတရဲတွေရဲ့လောကကြီးဖြစ်တယ်။မောင်မောင်ဟာတရဲပြည်တဲကိုဝင်ရောက်ခဲ့တယ်။ဒီနေရာမှာသူဟာထူးဆန်းတဲ့တရဲတွေနဲ့ကြုံတွေ့ခဲ့တယ်။တရဲတွေဟာလူသားတွေကိုအနေရပေးတတ်ပြီးသူတို့ရဲ့စွမ်းအားတွေကလူသားတွေကိုကြောက်ရွံ့စေတယ်။မောင်မောင်ဟာတရဲတွေရဲ့အနေရကိုရင်ဆိုင်ရင်းတရဲပြည်ရဲ့ရှုပ်ဝှက်ချက်တွေကိုရှာဖွေခဲ့တယ်။ဒီနေ့မှာမောင်မောင်ဟာတရဲပြည်ရဲ့အုပ်စိုးသူတရဲပွင့်ရင်နဲ့ကြုံတွေ့ခဲ့တယ်။တရဲပွင့်ရင်ဟာလူသားတွေကိုမုန်းတီးပြီးသူတို့ကိုအနေရပေးဖို့စီစဉ်နေတယ်။မောင်မောင်ဟာတရဲပွင့်ရင်ရဲ့စီစဉ်မှုတွေကိုသိရှိသွားပြီး သူဟာတရေပြည်ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်။မောင်မောင်ဟာတရေပြည်ရဲ့အနေအကိုရင်ဆိုင်ရင်တရေတွေရဲ့စွမ်းအားတွေကိုသိရှိလာခဲ့တယ်။သူဟာတရေတွေရဲ့အာနေချက်တွေကိုရှာဖွေပြီးတရေဘူးရင်ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာသူဟာတရေဘူးရင်ကိုအနိုင်ယူပြီးတရေပြည်ကိုဖျက်ဆီးနိုင်ခဲ့ပါတော့တယ်။မောင်မောင်ဟာတရေပြည်ကိုဖျက်ဆီးပြီးနောက်လူသားတွေရဲ့လောကကြီးကိုပြန်လာခဲ့တယ်။သူဟာတရေပြည်ရဲ့အနေအကိုရင်ဆိုင်ခဲ့ပြီးလူသားတွေကိုကယ်တင်နိုင်ခဲ့တယ်။ဒီပုံပြင်ဟာတရေပြည်ရဲ့အနေအရတွေနဲ့လူသားတွေရဲ့စွမ်းအားတွေကိုဖော်ပြနေပါတယ်။ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်။ တခါကတောတောင်ထူထက်တဲ့ဒေါ်ရင်းထဲမှာလူသူကင်းတဲ့ရွာလေးတွေပါရှိခဲ့တယ်အဲ့ဒီရွာကိုတရေ6ရွာလို့လူတွေကခေါ်ကြတယ်ရွာထဲမှာလူနေအိမ်တွေရှိပေမဲ့ညဘက်ရောက်တာနဲ့ဘသူမှအိမ်ပြင်မထွက်ကြဘူးဘာကြောင့်လဲဆိုတော့ညဘက်မှာတရေတွေလဲ့လဲပြီးလူတွေကိုခြောက်တက်လို့ပဲဒီနေ့မှာရွာတစ်တယောက်ဖြစ်တဲ့နေလင်းနဲ့လူငယ်လေးတယောက်အဲ့ဒီရွာကိုရောက်လာတယ်သူကရွာထဲမှာတညအိတ်ဖို့နေရာရှာနေတဲ့ရွာသားတွေကသူ့ကိုတတိပေးကြတယ်ညဘက်မှာအိမ်ပြင်မထွက်တဲ့တရေတွေကခြောက်တက်တယ်လို့ပြောကြတယ်နေလင်းကတတိရှိပြီးစူးစမ်းလို့စိတ်ပြင်းထန်တဲ့သူဖြစ်တာကြောင့် သူကတရေတွေကိုတွားကြောက်ချင်တယ်ညဘက်ရောက်တော့သူကအိမ်ပြင်ထွက်ပြီးရွာထဲမှာလှည့်လည်ကြည့်တဲ့ခါကြတော့သူ့ရှေ့မှာအဖြူရောင်ဝတ်စုပ်တွေဝတ်ထားတဲ့တရေတကောင်ပေါ်လာတယ်။တရေကနေလင်းကိုကြောက်အောင်ခြောက်ဖို့ကြိုးစားတယ်ဒါပေမဲ့နေလင်းကမကြောက်ပဲတရေကိုမိကွန်းတွေမိတယ်မင်းပါကြောင့်ဒီမာလာချောင်းရရလဲမင်းဘသူလဲလို့နေလင်းကဒီလိုမိပါတယ်။တရေကပြန်ဖြေတဲ့ငါကဒီရွာမှာတည်ဆုံသွားတဲ့လူတယောက်ပါငါမှမပြီးဆုံးသေးတဲ့အလုပ်တွေရှိနေလို့ ဒီမှာလဲ့လည်နေရတာလူတွေကိုငါ့ကိုမြင်ရင်သူတို့ကိုချောက်နေတယ်လို့ထင်နေတယ်ငါ့လုပ်တွေကပြီးအောင်လုပ်နေတာနေလင်းကတရဲကိုကူညီပေးဖို့ဆုံးဖြတ်လိုက်တယ်သူတို့အတူတူတရဲရဲ့မပြီးဆုံးသေးတဲ့အလုပ်တွေကိုလုပ်ပေးကြတယ်အဲ့ဒီနောက်မှာတရဲကအဲ့ဒီနေ့ကစားပြီးတရဲတွေကိုတဖြည်းဖြည်းပြောက်ွယ်သွားပါတော့တယ်အဲ့ဒီညကစားပြီးရွာမှာတရဲတွေမလာတော့ဘူးရွာသားတွေကနေလင်းကိုကျေးဇူးတင်ကြပြီးသူ့ကိုရွာရဲ့သူရဲကောင်းဖြစ်ချီးကျူးကြတယ်ရွာလေးတွေရွာမှာညဘက်တိုင်းညဆယ်နှစ်နာရီကျော်ရာနဲ့ထူးဆန်းတဲ့အရာတွေဖြစ်ပျက်လာတတ်ပါတယ်ရွာသားတွေက ဒီအကြောင်းကိုမပြောချင်ကြပေမဲ့လူကြီးတွေရဲ့ပြောတဲ့စကားတွေကဒီရွာမှာတရဲတွေကိုရွာသားတွေကိုမကြာခဏလာပြီးချင်းချောက်နေတတ်ပါတယ်တရဲတွေရဲ့ဝိရင်က ပြန်လာပြီးရွာသားတွေကိုခြောက်လန့်တတ်တယ်လို့ပြောနေကြပါတယ်တညမှာရွာလူငယ်တစုကဒီအကြောင်းကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ကညာဆဲနှစ်နာရီမှာရွာရဲ့အလဲကတစ်ပင်ကြီးအောင်မှာစောင့်ကြည့်ဖို့စီစဉ်ကြတယ်ညာဖက်မှာလေတွေကအေးစိမ့်စိမ့်နဲ့တိုက်ခတ်နေပြီးတစ်ပင်ရဲ့အရွက်တွေကခြောက်သွေ့ပြီးစူညံတန်တွေနဲ့လှုပ်ရှားနေတယ် အချိန်က10နှစ်နာရီကျော်ရာနဲ့ရုတ်တရက်လေးတွေကပိုပြင်းလာပြီးတစ်ပင်အောက်မှာမိတော့လေးတစ်ခုပေါ်လာတယ်မိတော့လေးကဖြူဖွေးပြီးလှုပ်ရှားနေတယ်လို့ဖြစ်နေရဲ့ရွာလူငယ်တွေက ထိတ်လန့်သွားကြပြီမဲ့သူတို့ရဲကတယောက်ကရေရေတင်းတင်းနဲ့မိတော့လေးစီကိုချင်းကက်လိုက်တယ်အဲ့ဒီအချိန်မှာမိတော့လေးကပျောက်ကွယ်သွားပြီးအတန်တစ်ခုကြားလိုက်ရပါတယ်ငါ့ကိုဘာကြောင့်ငါ့ကိုအနည်းပေးချင်တာကြတာလဲငါကတော့ဒီရွာမှာနေတာကြလာပါပြီဒီရွာထဲမှာမတော့တစ်ဆက်ကြောင့်ဒေသွားတာပါငါအတွက်ငင်းချမ်းစွာနေခွင့်ပေးပါလို့တောင်းဆိုနေခဲ့ပါတယ် ။ရွာလူငယ်တွေကထိတ်လန့်သွားကြပြီးအိမ်တွေစီကိုပြေးသွားကြပါတယ်။နောက်တစ်နေ့မှာသူတို့ကလူကြီးတွေကိုဒီအကြောင်းပြောပြတဲ့အခါရွာလူကြီးတွေကသူတို့ကိုပြောလိုက်ပါတယ်။ဒီယာကိုတရဲတွေကိုအနေနဲ့မသွားပေးပါနဲ့လို့တတိပေးလိုက်ကြတယ်။အဲ့ဒီနေ့ကစားပြီးရွာသားတွေကညဆယ်နှစ်နာရီမှအိမ်တွင်းမှာပဲနေကြတော့တယ်။ဒါပေမဲ့တခါတလေညဘက်မှာတစ်ပင်အောက်ကမီးတောက်လေးကိုမြင်ရပြီးလေတွေကလည်းဆူညံတန်တွေနဲ့တိုက်ခတ်နေတတ်ပါတယ်။အဲ့ဒီလိုနဲ့တရဲတွေကိုရွာသားတွေကိုမချောက်ဘဲနဲ့သူတို့ကတဖြည်းဖြည်းပြောက်သွားပါတယ်။ ရွာသားတွေကိုလည်းအင်းနေကစားပြီးသူတို့ကပျော်ပျော်ရွှင်ရွှင်နေသွားကြပါတော့တယ်။ညလုံးမိုးသေးထန်စွာရွာသွန်းနေတဲ့ညမှာကျေးရွာလေးရဲ့အဆုံးကအိမ်ဟောင်းကြီးထဲမှာအဖိုးအူကြီးတယောက်တယောက်တည်းနေထိုင်နေပါတယ်။အဖိုးအူကြီးကကျေးရွာရဲ့တမိုင်းကိုတိတူဒဏ္ဍာရီတွေကိုပြောပြတတ်သူဖြစ်ပြီးလူတိုင်းကသူ့ကိုယိုသေးလေးစားကြပါတယ်။ဒါပေမဲ့သူနေတဲ့အိမ်ဟောင်းကြီးနဲ့ပတ်သက်ပြီးကျေးရွာထဲမှာထူးဆန်းတဲ့အကြောင်းတွေပြောစမှတ်ရှိကြပါတယ်။ညအချိန်အိမ်ဟောင်းကြီးရဲ့အမိကတိုင်း အိမ်ထဲကနေအော်တန်တွေကြားရတယ်လို့ဆိုကြပါဗါးတခါတလေငိုတန်တခါတလေကြောက်စရာကောင်းတဲ့အော်ဟစ်တန်တွေကိုကြားရတတ်ပါတယ်ဒါပေမဲ့အဖိုးအိုကြီးကဘယ်တော့မှဘာမှမဖြစ်တယ်လို့နေတတ်ပြီးလူတွေမင်းရင်ငါမကြားမိဘူးလို့ပဲဖြေလေးရှိပါတယ်တညမှာကျေးရွာကလူငယ်တစုကအဖိုးအိုကြီးရဲ့အိမ်ကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကညာဘက်အိမ်ဟောင်းကြီးရဲ့အနီးမှာစောင့်ကြည့်နေကြပြီးဘာများဖြစ်မလဲဆိုတာသိကျင်နေကြပါတယ်ညတန်းခေါင်ချိန်မှာအိမ်ထဲကနေကြောက်စရာကောင်းတဲ့အော်တန်တစ်ခုထွက်လာပါတယ် လူငယ်တွေကကြောက်လန့်သွားပေမဲ့စူးစမ်းခြင်းစိတ်ကပိုပြီးများလာပါတယ်။သူတို့အိမ်ထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အိမ်ထဲဝင်လိုက်တဲ့အခါအဖိုးအိုကြီးကိုမတွေ့ရပါဘူး။ဒါပေမဲ့အိမ်ရဲ့အောက်ထပ်မှာရှိုးဝတ်တဲ့တကားတစ်ခုကိုတွေ့လိုက်ရပါတယ်။တကားကိုဖွင့်လိုက်တဲ့အခါအောက်ထပ်မှာမိအိမ်တလုံးကိုတွေ့ရပြီးအဖိုးအိုကြီးကမိအိမ်နဲ့အတူထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အဖိုးအိုကြီးကသူတို့ကိုမြင်တဲ့အခါမျက်လုံးတွေကျယ်ပြီးကြောက်လန့်သွားပါတယ်။"တင်တို့ဘာလို့ဒီမှာရောက်နေတာလဲ လို့မေးလိုက်ပါတယ်လူငယ်တွေကအော်တန်အကြောင်းမေးကြပါတယ်အဖိုးအိုကြီးကစကားမပြောဘဲမျက်ရည်တွေကျလာပြီးသူ့ရဲ့အတိတ်ကိုပြောပြပါတယ်ဒီအိမ်မှာငါသားနဲ့သမီးတွေနေခဲ့ကြတယ်တညမှာမိလောင်မှုဖြစ်ပြီးသူတို့အားလုံးတည်ဆုံသွားကြတယ်သူတို့ရဲ့အတန်တွေကိုငါအခုထိကြားနေရတယ်ငါအဖြစ်ကြောင့်သူတို့တည်ဆုံခဲ့ရတယ်ဒါကြောင့်ငါဒီအိမ်ကိုမစွန့်ခွာနိုင်ဘူးသူတို့ရဲ့အတန်တွေကိုနားထောင်ပြီးနောင်တရနေတယ်အဖိုးအိုကြီးရဲ့စကားတွေကိုကြားပြီးတဲ့အခါလူငယ်တွေကဝမ်းနည်းသွားကြပါတယ်သူတို့ကအဖိုးအိုကြီးကိုကျေးဇူးတင်ပြီး အိမ်ကနေထွက်ခွာသွားကြပါတယ်ဒီနာကစပြီးအိမ်ဟောင်းကြီးကနေအော်ဒန်တွေထွက်လာတာကိုဘယ်သူမှမကြားရတော့ပါဘူးရွာလေးတရွာမှာမိုက်ကယ်ဆိုတဲ့ကောင်လေးတယောက်ရှိပါတယ်သူ့မိသားစုဟာရွာရဲ့အဆုံမှာရှိတဲ့အိမ်ဟောင်းကြီးတလုံးကိုဝယ်ယူပြီးပြောင်းရွှေ့လာခဲ့ကြတယ်အိမ်ဟောင်းကြီးဟာနှစ်ပေါင်းများစွာလူနေမထားတော့တဲ့အတွက်မောင်ညိုနေပြီးလေရီတိုးတိုးညစ်တဲ့တွေကြားရတတ်တယ်မိုက်ကယ်ဟာစူးစမ်းလို့စိတ်ပြင်းပြတဲ့ကလေးတယောက်ဖြစ်တာကြောင့်အိမ်ရဲ့အခန်းတိုင်းကိုလိုက်လံကြည့်ရှုခဲ့တယ်ဒီနေ့မှာတော့သူဟာမြေအောက်ခန်းကိုရှာဖွေတွေ့ရှိခဲ့တယ် မြေအောက်ခန်းကိုဆင်းဖို့အတွက်တန်ဆန်ခန်ကားဟာတန်ချေးတွေတက်နေပြီးအနေငယ်လေးလေးလည်နေတယ်။မိုက်ကယ်ဟာသူ့ရဲ့တတိအပြည့်နဲ့တကားကိုဖွင့်ပြီးမြေအောက်ခန်းထဲကိုဆင်းသွားခဲ့တယ်။မြေအောက်ခန်းထဲမှာမောင်မင်းနေပြီးလေတွေကအေးဆက်နေတယ်။သူဟာသူ့ရဲ့ဓမီကိုဖွင့်ပြီးအနီးကကြည့်ရှုခဲ့တယ်။နယံတွေမှာရှေးဟောင်းပန်းချီတွေစာတွေနဲ့တင်ကြဲတက်တွေကိုတွေ့ရှိခဲ့တယ်။ဒါတွေဟာဘာကိုဆိုလိုတာလဲဆိုတာသူနားမလည်ခဲ့ဘူး။ဒါပေမဲ့မြေအောက်ခန်းရဲ့အဆုံးမှာတိတာတိတာတလုံးကိုတွေ့ရှိခဲ့တဲ့တိတာဟာတော့ခတ်ထားပြီး သူ့မှာတော့မရှိဘူးမိုက်ကယ်ဟာတိတာကိုဖွင့်ဖို့စ조사ခဲ့ရင်မဲ့မဖြစ်ခဲ့ဘူးဒါပေမဲ့တိတာရဲ့ဘေးမှာဆာရွက်တရက်ကိုတွေ့ရှိခဲ့တဲ့ဆာရွက်ပေါ်မှာတိတာကိုဖွင့်လိုက်ပါတော့ပြန်မပိနဲ့လို့ရေးထားတယ်မိုက်ကယ်ဟာဆာရွက်ကိုဖတ်ပြီးနောက်တိတာကိုဖွင့်ဖို့ဆုံးဖြတ်ခဲ့တယ်သူဟာတိတာကိုဖွင့်လိုက်တဲ့အခါအတွင်းကနေအလင်းရောင်တစ်ခုထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဖျက်တမ်းသွားတယ်သူဟာသူ့ကိုယ်သူမြောက်ခန်းထဲမှာမရှိတော့ဘဲတရေဖြစ်နေတဲ့ကလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်သူဟာသူ့ရဲ့အိမ်ကိုပြန်လာခဲ့ပေမဲ့ ဘသူကမှသူ့ကိုမမြင်ရတော့ဘူးသူဟာသူ့မိသားစုနဲ့သူငယ်ချင်းတွေကိုကူညီဖို့စ조사ခဲ့ပေမဲ့ဘသူကမှသူ့ကိုမမြင်ရတော့ဘူးသူဟာမြောက်ခန်းထဲမှာချိုးဝှက်ချက်တွေကိုရှာဖွေရင်းတရေဖြစ်နေတဲ့ကလေးတယောက်အဖြစ်ကြံရစ်ခဲ့တယ်။ဒီပုံပြင်ကဟိုတယ်တစ်ခုရဲ့အခန်းမှတ်303မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုအခြေခံထားပါတယ်။ဟိုတယ်မှာတဲခိုသူတွေကအခန်းထဲမှာမီးလင်းရောင်မပြည့်စုံတာညဘက်မှာခြေတံတွေကြားရတာနယံတွေပေါ်ကလက်သေးချစ်တံတွေကြားရတာတွေကြုံတွေ့ခဲ့ကြရပါတယ်။နောက်ဆုံးမှာအဲ့ဒီအခန်းဟာ လွန်ခဲ့တဲ့နှစ်တွေကလူသက်မှုဖြစ်စဉ်တစ်ခုဒီပုံပြင်မှာတော့ဟိုရဲတစ်ခုရဲ့ဓာပြတိုင်းမှုဖြစ်စဉ်တစ်ခုနဲ့ဆက်ဆက်နေတဲ့အမျိုးသမီးဖြူလေးရဲ့တရေပုံပြင်ပါညဘက်မှာအမျိုးသမီးဖြူလေးကိုဟိုရဲလော်ဘီမှာမြင်တွေ့ရတဲ့ပြီးသူမဟာဓာပြတိုင်းမှုမှာတေဆုံးခဲ့သူတဦးဖြစ်ပြီးသူမရဲ့လူသက်သမားကိုရှာဖွေနေရလို့ယူဆရပါတယ်ဟိုရဲတစ်ခုရဲ့ထက်ခိုးမှာကလေးငယ်ရဲ့ရေတံတွေကြားရတဲ့အဖြစ်အပျက်ကိုအခြေခံထားပါတယ်ညဘက်မှာကလေးရေတံတွေကြားရပြီးလိုက်ရှာတဲ့အခါဘယ်သူမှမတွေ့ရပါဘူးနောက်ဆုံးမှာအဲ့ဒီဟိုရဲမှာ ကလေးတယောက်မတော်တဆတည်ဆုံးခဲ့ရဆိုတာသိရပါဗါအခန်းမဲ့404မှာဖြစ်ပျက်ခဲ့တဲ့ရုပ်ဝတ်ချက်တစ်ခုကိုပြောပြထားပါဗါအခန်းထဲမှာတဲခုသူတွေကညာဘက်မှာအိမ်မဆိုးတွေမတားအိမ်နေရင်လူတယောက်ကိုဖိထားတယ်လို့ခန်းစားရတာနေရင်တွေပေါ်ကစားရီပေါ်လာတာတွေကြုံတွေ့ခဲ့ကြရပါဗါနောက်ဆုံးမှာအဲ့ဒီအခန်းဟာလွန်ခဲ့တဲ့နှစ်တွေကမိသားစုတစုရဲ့ဝမ်းနည်းဖွယ်ဖြစ်ရတဲ့ဆက်ဆက်နေရဆိုတာသိရပါဗါပြန်မာတော့ဟိုတယ်လော်ဘီမှာညဘက်မှာမောင်မိုက်ခီးဒီတယောက်ကိုမြင်တွေ့ရတဲ့အဖြစ်အပျက်ကိုပြောပြထားပါဗါခီးဒီဟာ ဟိုရဲရဲ့တက်လီကားထဲမှာပေါ်လာပြီးလူတွေကိုကြောက်စေတတ်ပါတယ်။နောက်ဆုံးမှာအဲ့ဒီခီးဒီဟာဟိုရဲမှာမတော်တဆတေဆုံးခဲ့သူတို့ဦးဖြစ်ပြီးသူ့ရဲ့ဝိရင်ဟာဟိုရဲမှာကျန်ရင်နေရလို့ယူဆရပါတယ်။ဒီဇလန်းဟာဟိုရဲရဲ့လျှို့ဝှက်ချက်တစ်ခုအဖြစ်ယနေ့ထိရှင်သန်နေသေးပါအခမ်းအမတ်လေးရလေးကိုပိတ်ထားပေမဲ့ညာဘက်မှာခြေတံတွေငိုတံတွေလက်သေးချစ်တံတွေကိုကြားရတော့ပါပဲ။ဒီခန်းဟာဝန်းနေဖွယ်ရာအတိတ်တစ်ခုရဲ့တက်တေအဖြစ်ရက်တည်နေသေးပါ။ လူငယ်တယောက်ဟာတောထဲမှာလမ်းလျှောက်နေရင်စိတ်လှုပ်ရှားဖွယ်ရာအတွေ့အကြုံတစ်ခုကိုကြုံတွေ့လိုက်ရပါတယ်။သူဟာတောအုပ်ရဲ့နှက်ဆိုင်ရာကိုရောက်နေချိန်မှာဝမ်ပလွေတကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဝမ်ပလွေရဲ့မျက်လုံးတွေဟာကြောက်စရာကောင်းပြီးသူ့ကိုစူးစိုက်ကြည့်နေတာကို သူတိထားမိလိုက်ပါတယ်။လူငယ်ဟာစိတ်ထဲမှာကြောက်ရွံ့မှုနဲ့စူးစမ်းလိုစိတ်တွေရောထွေးနေပါတယ်။ဒီဝမ်ပလွေကငါ့ကိုဘာလို့မလဲ။ငါ့ကိုအနည်းယ်ပေးမလား။ဒါမှမဟုတ်သူ့ရဲ့နေမြေကိုကျူးကျော်ဝင်ရောက်လာတယ်လို့ထင်နေမလား။လူကြီးရဲ့ စိတ်ထဲမှာမေးခွန်းတွေအများကြီးပေါ်လာပါတယ်။ဝင်းဘလွေဟာလူငယ်ကိုခက်ဝဲဝဲကနေလိုက်လာပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုတတိထားကြည့်နေပါတယ်။လူငယ်ဟာသူ့ရဲ့အနီးကဆုံးတစ်ပင်ကိုအားကိုးပြီးဝင်းဘလွေနဲ့အကွာဝေးကိုထိန်းထားဖို့ကြိုးစားပါတယ်။သူဟာဝင်းဘလွေရဲ့သဘောတဘာဝကိုနားလည်ဖို့ကြိုးစားနေပါတယ်။ဝင်းဘလွေတွေဟာသူတို့ရဲ့နေမျိုးကိုကာကွယ်ဖို့ကြောက်စရာကောင်းတဲ့တတဝါတွေပါ။ဒါပေမဲ့သူတို့ဟာလူတွေကိုမကြောက်ဘူးလို့လည်းကြားဘူးတယ်။လူငယ်ရဲ့စိတ်ထဲမှာဒီလိုရင်းနေမိပါတယ်။ အချင်းကြလာတာနဲ့အမျှဝင်းပလွေဟာလူငယ်ကိုအနည်းမပေးဘဲသူ့ရဲ့နေမျိုးကိုစောင့်ကြည့်နေတာကိုလူငယ်တီးထားမိလာပါတယ်။လူငယ်ဟာဝင်းပလွေကိုလေးစားမှုနဲ့ကြည့်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုတတိထားပါတယ်။ဝင်းပလွေဟာလူငယ်ကိုအနည်းမပေးဘဲတဖြည်းဖြည်းဝေးရာကိုပြန်သွားပါတယ်။လူငယ်ဟာဒီအတွေ့အကြုံကို မတန်းတင်ပြီးသူ့ရဲ့စိတ်ထဲမှာဝင်းပလွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားမှုတွေပုံများလာပါတယ်။သူဟာဝင်းပလွေရဲ့သဘောတဘာဝသူတို့ရဲ့အပြုမူတွေကိုပုံမလေးလာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအတွေ့အကြုံဟာငါ့အတွက်သင်ခန်းစာတစ်ခုပါပဲ။ ဒေါ်တိုင်းဒီဒဆန်တွေနဲ့အတူရှင်တွဲနေထိုင်ဖို့လေးစားမှုနဲ့နားလည်မှုတွေလိုအပ်တယ်ဆိုတာသိလိုက်ရပါပြီ။လူငယ်ဟာသူ့ရဲ့စိတ်ထဲမှာဒီလိုမချက်ချလိုက်ပါတယ်။ဒီဇလန်လေးဟာလူငယ်တယောက်ရဲ့စိတ်ဝင်စားဖွယ်အတွေ့အကြုံကိုပြောပြတာပါ။တဘာဝနဲ့ရင်ဆိုင်ရတဲ့အခါလေးစားမှုနဲ့နားလည်မှုတွေဘလောက်ရေးကြီးတယ်ဆိုတာသတိပေးနေပါတယ်။ဒီဇလန်လေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ခြေရုံးကခြေရွာလေးတွေမှာမင်းသားကြီးတစ်ပါးရှိပါတယ်။သူ့မကြီးမားတဲ့ရဲတိုက်ကြီးတစ်ခုရှိပြီး ီရဲတိုက်ကြီးဟာရွာသားတွေကြားမှာတရဲတိုက်လို့နမည်ကြီးပါတယ်။ရဲတိုက်ထဲမှာတရဲတွေမော့တက်ပညာတွေနဲ့ပတ်သက်တဲ့ကျိုးဝဆန်းကျင်မှုတွေအများကြီးရှိတယ်လို့သတင်းတွေပြန့်နှံ့နေပါတယ်။ဒီနေ့မှာကျေးရွာကလူငယ်တယောက်ဖြစ်တဲ့မောင်မောင်ဟာဒီရဲတိုက်ကြီးကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့သူငယ်ချင်းတွေကမတော်ဖို့ဒါပေမဲ့မောင်မောင်ဟာတတိရှိပြီးစူးစမ်းလို့စိတ်ပြင်းထန်တဲ့သူဖြစ်တာကြောင့်ရဲတိုက်ထဲကိုဝင်လိုက်ပါတယ်။ရဲတိုက်ထဲဝင်လာတာနဲ့မောင်မောင်ဟာထူးဆန်းတဲ့အတန်တွေအရေးတွေကိုကြားရမြင်ရပါတယ်။ရဲတိုက်ရဲ့နေရည်တွေမှာ မော်ဇာလုံးတွေတင်ကြေတက်တွေရေးထားတာကိုတွေ့ရပါတယ်။သူဟာရဲတပ်ရဲ့အတွင်းပိုင်းကိုဆက်သွားတဲ့အခါတရေတကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီတရေဟာရှေးခေတ်ကမော်ဆရာတယောက်ဖြစ်ပြီးသူ့ရဲ့မော်တက်ပညာတွေကိုအသုံးပြုပြီးသူ့ကိုယ်သူတရေအဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်။တရေဆရာဟာမောင်မောင်ကိုသူ့ရဲ့မော်ပညာတွေကိုတင်ပေးဖို့ကန့်လန့်ပါတယ်။ဒါပေမဲ့မောင်မောင်ဟာမော်ပညာကိုတင်ယူဖို့ညှဉ်းဆန်လိုက်ပါတယ်။သူဟာတရေဆရာရဲ့မော်ပညာတွေကိုအသုံးပြုပြီးရွာသားတွေကိုဒုက္ခပေးနေတာကိုသိရှိသွားပါတယ်။ မောင်မောင်ဟာတရေစရာကိုတိုက်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးရဲတိုက်ထဲမှာရှိတဲ့မော်တင်ဂေတာတွေကိုအသုံးပြုပြီးတရေစရာကိုအနိုင်ယူလိုက်ပါတယ်။တရေစရာကိုတိုက်ထုတ်ပြီးတဲ့နောက်ရဲတိုက်ဟာတရေတွေမော်တက်တွေကနေလွမြောက်သွားပါတယ်။မောင်မောင်ဟာရွာသားတွေရဲ့ကျေးဇူးတင်ခြင်းကိုခံရပြီးသူ့ရဲ့တတိနဲ့ညဉ့်ညံသွေးတွေကြောင့်ကျေးရွာရဲ့သူရဲကောင်းတစ်ယောက်အဖြစ်ကျော်ကြားသွားပါတယ်။ရဲ့အင်ဖြစ်လာခဲ့တယ်လို့ဆိုကြတယ် ရွာလူကြီးတွေရဲ့ပြောပြချက်ကိုကြားပြီးလူငယ်တစုဟာစိတ်ဝင်စားသွားတယ်သူတို့ဟာចောင်းဟောင်းကိုတွားပြီးစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ထဲမှာမိုက်ကယ်အန်နာဂျွန်နဲ့ဆာယာတို့ပါဝင်နေသူတို့ဟာညတန်းခေါင်မှာចောင်းကိုရောက်လာကြတယ်ចောင်းရဲ့တကားဟာသူ့လိုလိုဟတ်လာတဲ့တွင်းထဲကိုဝင်လိုက်တဲ့အခါအေးဆက်ပြီးမောင်မိုက်နေတဲ့လေဟာနယ်ကြီးကိုရင်ဆိုင်ရတဲ့နယ်ရန်တွေပေါ်မှာကလေးတွေရဲ့ပုံတွေစာတွေဟာမင်းနဲ့ရေးထားတယ်လို့ပေါ်နေတဲ့ဒါပေမဲ့ဒီပုံတွေဟာမကြခင်မှာရွေ့လျားလာတဲ့ကလေးတွေရဲ့တန်တွေကြားလာရတယ်သူတို့ဟာចောင်းရဲ့အမိုးပေါ်ကိုတက်သွားကြတယ်အဲ့ဒီမှာចောင်းဥဆရာကြီးရဲ့တရေဟာ သူတို့ကိုစောင့်နေတယ်သူဟာမျက်နာမပြပဲနောက်ကြောကိုလှည့်ထားတယ်သူ့ရဲ့အတန်ဟာအေးဆက်ပြီးကြောက်เสียရကောင်းတယ်ငါ့ကိုဘာလို့နောက်ရှက်ကြတာလဲငါ့เจ้าကိုဘာလို့ဝင်ကြတာလဲသူ့သူကပြောတယ်မိုက်ကယ်ဟာသူ့ကိုရင်ဆိုင်ဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ရဲ့လက်ဟာတရေဆိုးကိုထိမိလိုက်တဲ့အခါအေးဆက်တဲ့အရာတစ်ခုကိုခံစားလိုက်ရတယ်သူတို့အားလုံးဟာထွက်ပြေးဖို့ကြိုးစားကြတယ်ဒါပေမဲ့เจ้าရဲ့တကားတွေဟာပိတ်သွားပြီးသူတို့ဟာတရေဆိုးရဲ့ထောင်ချောက်ထဲမှာပိတ်မိနေတယ် န္နာဟာသူတို့ရဲ့အသက်ကိုကယ်ဖို့နေလန်တစ်ခုကိုစဉ်းစားမိတယ်သူမဟာကျောင်းဆရာကြီးရဲ့တိတ်ကိုပြန်ပြောပြပြီးသူ့ရဲ့ဝိညာဉ်ကိုငြင်းရေးစေဖို့ကြိုးစားတယ်ဆရာကြီးဆရာကြီးရဲ့အပြစ်တွေကိုကျမတို့ခွင့်လွတ်ပါတယ်ဆရာကြီးလည်းငြင်းချမ်းစွာနားနေပါလို့သူမကအော်ပြောလိုက်တယ်ဒီစကားတွေကိုကြားလိုက်တဲ့အခါတရေဆိုးဟာငြင်းသက်သွားတယ်သူ့ရဲ့ပုံရိပ်ဟာတဖြည်းဖြည်းပြောက်ွယ်သွားတယ်ကျောင်းရဲ့တကားတွေဟာပြန်ပွင့်လာပြီးသူတို့ဟာလွတ်မြောက်သွားကြတယ်သူတို့ဟာရွာကိုပြန်ရောက်လာကြတယ်ဒါပေမဲ့ ဒီနေ့ရဲ့အဖြစ်အပျက်တွေကိုဘသူ့ကိုမှပြန်မပြောကြဘူးចောင်းဟောင်းကြီးဟာနောက်တစ်နှစ်မှမိလောင်ပျက်စီးသွားတယ်ဒါပေမဲ့ရွာလူကြီးတွေကပြောကြတယ်ညတန်းခေါင်မှာခြေကောင်းလောင်းတန်ကိုကြားရတော့မဲတယ်ဒီဇယ်လန်ဟာ1996ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့တရေဇယ်လန်တစ်ပုတ်ဖြစ်ပြီးဒီဇယ်လန်ဟာချစ်သူဟောင်းတယောက်ရဲ့ဝိညာဉ်နဲ့ပတ်သက်တဲ့ကြောက်စရာကောင်းတဲ့ဇယ်လန်တစ်ပုတ်ဖြစ်ပါတယ်ဇယ်လန်ရဲ့အစပိုင်းမှာဇက်ကောင်ဒီကဖြစ်တဲ့ဆူဆူနဲ့သူ့ရဲ့ချစ်သူဟောင်းလွန်ခဲ့တဲ့နှစ်တွေကချစ်ခဲ့ကြပြီမဲ့အခုတော့အောင်အောင်ဟာွယ်လုံသွားပြီဖြစ်ပါတယ် စူးစူးဟာအောင်အောင်ကိုမေ့ဖို့စ조사နေပေမဲ့သူ့ရဲ့လိညင်ဟာသူ့ကိုလိုက်လံကြောက်လက်နေပါတယ်။စူးစူးဟာအောင်အောင်ကိုနှစ်ပေါင်းများစွာချစ်ခဲ့ပေမဲ့အောင်အောင်ဟာမတော်တဆမှုတစ်ခုကြောင့်တေဆုံးသွားခဲ့ပါတယ်။အောင်အောင်ကတေဆုံးပြီးနောက်စူးစူးဟာသူ့ကိုမေ့ဖို့စ조사ခဲ့ပြီးမဲ့သူ့ရဲ့ဝိညာဉ်ဟာသူ့ကိုလိုက်လံကြောက်လက်နေပါတယ်။ညာဘက်တိုင်းစူးစူးဟာအောင်အောင်ရဲ့အတန်ကိုကြားရပြီးသူ့ရဲ့ပုံရိပ်ကိုမြင်တွေ့ရပါတယ်။အောင်အောင်ရဲ့ဝိညာဉ်ဟာစူးစူးကိုသူ့နဲ့အတူလိုက်လာဖို့တောင်းဆိုနေပါတယ်။စူးစူးဟာအောင်အောင်ရဲ့ဝိညာဉ်ကိုရှောင်ဖို့စ조사ခဲ့ပေမဲ့ သူ့ရဲ့ခြောက်လက်မှုတွေဟာပုံမပြင်းထန်လာပါတယ်။နောက်ဆုံးမှာစုစုဟာအောင်အောင်ရဲ့ဝိညာဉ်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအောင်အောင်ရဲ့တည်ဆုံးရတဲ့အကြောင်းရင်းကိုစုံစမ်းဖော်ထုတ်ဖို့စ조사ခဲ့ပါတယ်။စုစုဟာအောင်အောင်ရဲ့တည်ဆုံးရတဲ့အကြောင်းရင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အောင်အောင်ဟာစုစုကိုချစ်လွန်းလို့သူ့ကိုသူ့နဲ့အတူခေါ်သွားချင်တာဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ဟာမပြေလည်နေတာဖြစ်ပါတယ်။စုစုဟာအောင်အောင်ကိုသူ့နဲ့အတူလိုက်မသွားဘဲသူ့ကိုလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာအောင်အောင်ရဲ့ဝိညာဉ်ဟာဒီဇလန်ဟာချစ်ချင်းမေတ္တာနဲ့ဝိညာဉ်တွေရဲ့ကျိုးဝတ်ချက်တွေကိုဖော်ပြတဲ့ဇလန်ဖြစ်ပါတယ်။ချစ်သူဟောင်းတယောက်ရဲ့ဝိညာဉ်ဟာလိုက်လံကြောက်လက်နေတာဟာချစ်ချင်းမေတ္တာကြောင့်ဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ကိုငြင်းချမ်းစွာပြေးလည်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်။